ခဲအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဂျင်းစုစုဆိုပြီးတော့ကျွန်တော်ကဗီဒီယိုဖိုင်လေးတစ်ခုတင်ထားတာတော့တော်တော်များကြတယ်လူတော်တော်ကြည့်ကြတာပေါ့နော်အပေါက်သွားတာပေါ့ဗျာအဲ့ဒီမှာအောက်မှာညီလေးတစ်ယောက်ကလာရေးထားတယ်ကျွန်တော်မရအောင်တော့သူကအကောင့်ရေးလို့ကျွန်တော်အကောင့်ပြောပေးတာအကိုပညာတတ်တယောက်ဆိုထမင်းစားတဲ့သူဆိုမပြောတင်ဘူးထင်တယ်ပဲဗျစီးသားအသင့်တယ်လေးစားမှုထားတဲ့တယ်ထင်တယ်ဗျ အမေစုလက်ထက်လောက်တောရွာမျိုးတွေတိုးတက်အောင် လုပ်နိုင်တဲ့သူမရှိသေးဘူးတဲ့အဲ့တော့ဒီမှာလာကြည့်တဲ့ညီကိုတွေအကုန်လုံးကိုကျွန်တော်ပြောချင်တာအဲ့တော့ဒီဟာလေးကညီလေးတယောက်ဖြစ်လိမ့်မယ်။ဟောညီလေးဆိုလို့ရှိရင်တော့နဝတာခင်နဲ့ဦးသိစေခင်ကိုမိခဲ့မှာမဟုတ်ဘူး။နော်။အဲ့တော့ညီလေးတို့မျိုးဆက်တစ်ကြီးဆက်တွေကအဲဒီဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာမှာညီလေးတို့လမ်းပေါ်တက်လျှောက်ပြီးတော့ပြေပြေပပနေခဲ့ရတဲ့အချိန်ကတည်းကခုပဲညီလေးတို့မိခဲ့ကြတာ။ အကိုတို့က6982မှာမွေးခဲ့တာမြို့သားညီလာခံကြီးမှာ2008ကိုထောက်ခံတော့လေအကိုတို့အလန်နိုင်ကြီးတွေကင်ပြီးတော့เนาะအကိုတို့တီဟာဒီပါအာကစားဝင်ကြီးမှာသွားထောက်ခံခဲ့ကြတာအဲ့ဒီလုံနဲ့နာဝတာခက်ပြီးတော့အကိုတို့ကဥသိစေခက်အခုဒီ NLD ခက်ပေါ့เนาะအခုတော့အဲ့လိုနေခဲ့ရတယ်ငါညီလေးကအစိုးရတိုင်းအစိုးရတိုင်းကနိုင်ငံကိုတိုးတက်အောင်လုပ်ကြတယ်ဆိုတာငါညီလေးမသိဘူးလားနာဝတာအစိုးရလည်းနိုင်ငံကိုပြက်စီးအောင်လုပ်လို့မရဘူး ဦးသိန်းစိန်အစိုးရလည်းနိုင်ငံကိုဖျက်ဆီးအောင်လုပ်လို့မရဘူး။ဒေါအောင်ဆန်းစုကြည်အစိုးရလည်းနိုင်ငံကိုဖျက်ဆီးအောင်လုပ်လို့မရဘူး။တိုးတက်အောင်ပဲလုပ်ကြတာပါငါညီလေးနော်။အဲ့တော့တိုးတက်အောင်လုပ်ကြတာကတပိုင်းဒါပေမဲ့နိုင်ငံခေါင်းဆောင်လုပ်တဲ့သူတိုင်းလူတိုင်းဒီအဲ့ဒီနိုင်ငံရဲ့အမျိုးသားကျိုးစည်းဝါးကိုကာကွယ်ဆောက်ရှောက်ရတယ်ငါညီလေးကနော်။အဲ့တော့နဝဒအစိုးရလက်ထက်မှာအမျိုးဘာသာသာသနာအမျိုးသားကျိုးစည်းဝါးကို ထိခိုက်မခံခဲ့ဘူး။နဝဒအစိုးရလက်ထက်ကဆိုလို့ရှိရင် ခိုင်ခင်ဦးတို့ယင်နို့လေးယင်သားလေးပေါ်တာတော့ရုပ်ရှင်ရိုက်ခွင့်ဘီလိုရိုက်ခွင့်မရအောင်ညီလေးတို့ဒီဘက်ခေတ်ဒီမိုကရေစီခေတ်ဆိုပူဆိုးနော်လုံးဝပြတ်သွားတာအဲ့တော့တမ်းမတော်အစိုးရလက်ထက်မှာလည်းပဲမျိုးသားအကျိုးစီးပွားကိုကာကွယ်ဆောက်ရှောက်ခဲ့တယ်လို့ဦးသိန်းစိတ်ခင်မှာလည်းပဲမျိုးသားအကျိုးစီးပွားကိုကာကွယ်ဆောက်ရှောက်ခဲ့တယ်အဲ့တော့အစိုးရတစ်ဖွဲ့တစ်ဖွဲ့ဖြစ်လာပြီဆိုလို့ရှိရင်နိုင်ငံကိုတိုးတက်အောင် လုပ်ကတယ်လို့ ဲ့ဒီတိုးတက်မှုရဲ့နောက်မှာနိုင်ငံတနိုင်ငံရဲ့အမျိုးသားကြိုးစည်းပွားကိုကာကွယ်ဆောက်ရှောက်ရဲ့တာဝန်ကိုအစိုးရတိုင်းကယူရတယ်ကညီလေးကအဲ့တော့မင်းတို့အမေဒေါ်အောင်ဆန်းစုကြည်ကမျိုးသားကြိုးစည်းပွားကိုမကာကွယ်မဆောက်ရှောက်တဲ့ပြင်ကိုနဂိုတဲကမြန်မာတမိုင်းမှာရှိနေပြီးသားစာပေရင်ချင်းမှုထုံနှန်းစင်လာတွေလည်းဖြက်စည်းသလိုလူမျိုးကြားတွေလည်းအားပေးသလိုကိုတို့သတင်းစာရဲ့ခေါင်းစည်းမှာပါတဲ့ဓမ္မပဒတို့မင်္ဂလာတို့ဒါရီရစတခြားလူမျိုးတွေကိုစော်ကကြပါတယ်ဆိုပယ်ပြက်ခိုင်းခဲ့တာငါကြီးလေးက အဲ့တော့အမျိုးသားကြိုးစည်းပွားကိုကာကွယ်တဲ့သူနဲ့ဖျက်ဆီးတဲ့သူနဲ့ဘယ်သူကိုပိုတံမှုချရမလဲဆိုတော့ငါညီလေးစဉ်းစားကြပါဦး